လူတိုင်းပီဇာကြိုက်ကြတယ်မဟုတ်လားဒါပေမဲ့စားနေကြသမယိုးကျပီဇာတွေကိုမေးလိုက်တော့ဒါကပါဇက်အဟောင်းသားဖြစ်ရလောက်အောင်ဈေးကြီးတဲ့ပီဇာ၅မျိုးအကြောင်းတဲစီစစ်ဒေါ်လာ450ကနေ850တန်နဲ့စတီဗင်ဆန်ပီဇာကုမ္ပဏီကရောင်းချတဲ့ပင်လယ်စာပွဲတော်ပီဇာအတလန်တိတ်ကြောက်ပစွန်ကြားပစွန်ရုရှား၅ဦးစားနဲ့ထရက်ဖယ်ဖြူရိုးနဲ့ပြည့်သိမ့်နေတဲ့ပီဇာပင်လယ်စာဖန်တွေအတွက်တော့ဒါကတကယ်ပွဲတော်လိုမျိုးပီဇာ နီနိုဘလီစီမားပီဇာတန်ဖိုးကဒေါ်လာ1000တစ်ပိုင်းနဲ့အထက်တန်းစွာဘဝကိုခေါ်သွားနိုင်မဲ့ပီဇာပေါ့နီနိုဘလီစီမားမှာရောင်းချတဲ့ဒီပီဇာကိုမုံသားပါပါပုံမှာငါးဦးစားနယ်လေးမျိုးရဲ့လက်ဆက်တဲ့ကြောက်ပစုံရဲကိုခရင်ချစ်ပြစ်ပြစ်လေးနဲ့ဖုံးအုပ်ထားတယ်ဒါကစားနေကြပီဇာနဲ့တော့တူမယ်မထင်ဘူး ပီဇာရိုင်ရယ်လီ007အသေးကြော်ဆုံးထောက်ကြီးဂျိမ်းစ်ဘွန်းရဲ့နာမည်နဲ့ဇင်ခံပီဇာစစ်စစ်ပေါ့စပိုမူဒိုမီနီကိုခရော့လာဖန်တီးထားတဲ့ဒီပီဇာမှာ24ကာရက်ရွှေပြားပေါ့ညက်နဲ့နှိမ့်စိမ်ထားတဲ့ကြောက်ပစွန်းနှောင်းစားနေတဲ့ထရက်ဖာတို့ပါဝင်နေတဲ့ဂျိမ်းစ်ဘွန်းလို့အစ်စ်မျိုးနဲ့အဖိုးထိုက်တီစားစရာကိုပရာဟိတလီလန်ပွဲမှာရောင်းချခဲ့တဲ့တန်ဖိုးကဒေါ်လာ1200ရှိတယ်။ ချစ်သူများအတွက်ပီဇာချစ်သူများနေအတွက်အထူးပြုလုပ်ရောင်းချခဲ့တဲ့ ပီဇာပေါ့ဒီပီဇာက စားစရာထက်ပိုတဲ့လက်ဆောင်တစ်ခုသမယိုးကျပီဇာရဲ့ပါဝင်ပစ္စည်းတွေနဲ့အတူအပေါ်ယံမှာစိန်ခွင့်တွေဖြူထားတယ်စားစရာတစ်ခုနဲ့ချစ်တယ်ဆိုတဲ့စကားအတွက်လွန်ခဲ့တဲ့ဖော်ပြမှုဖြစ်တဲ့ဒီပီဇာရဲ့တန်ဖိုးကတော့ဒေါ်လာ၈၀၀၀ကျော်လူဝီသက်တင်း ဒါကပီဇာတက်တက်မဟုတ်ဘူးဒေါ်လာ12000အတွက်စပိုမူရီနာတိုဗီိုလာနဲ့သူ့အဖွဲ့သားတွေကအင်တန်ယာရောက်တည်ခင်းပေးမဲ့ကနဝင်စားစရာတမျိုးငါးဥစားနယ်၃မျိုးလက်ဆက်တဲ့ကြောက်ပစုံကျွဲနို့မိုးစဲရဲလာအခြားတန်ဖိုးကြီးတို့နဲ့ဖုံးထားတဲ့ဒီပီဇာကိုရှားပါတဲ့ဖြော်ရမကာတွေနဲ့တည်ခင်းပေးလိုက်မယ်ဒါဟာတာမန်လူတွေအတွက်တော့စိတ်ကူးလို့တောင်မဖြစ်နိုင်တဲ့ဇင်ခံပီဇာစစ်စစ်ပေါ့ဘလို့လဲဒီတဲကတခုခုကိုစားကျင်လာပြီလားဒါမှမဟုတ်စားနေကြပီဇာတွေကိုပဲပိုစားကျင်လာပြီလား